မိုးကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းသတိပေးချက်2025ခုနှစ်ဇွန်လ14ရက်ယနေ့မြန်မာစံတော်ချိန်ညနေ6နာရီအချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရအနောက်တောင်ဘက်တုံလေအားကောင်းရာမှအားလုံးကောင်းလာနိုင်မှုကြောင့်ယနေ့မှစ၍ဇွန်လ25ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊အေယော်ရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊တချင်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးသေးထန်ခြင်းဒေသအလိုက်မိုးကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနအီလ35မိုင်မမိုင်40 အထိတိုက်ခတ်နိုင်သည်ဟုခံမှန်းရပါသည်တို့ဖြစ်ပါ၍ပြည်သူလူထုအနေဖြင့်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အအုံများတစ်ပင်တစ်ကိုင်းများဖိုင်ဘာလိုင်းနှင့်ပျက်စစ်တအားလိုင်းများပြိုကျရိုင်လဲခြင်းစသောတဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူများအနေဖြင့်မိုးကြိုးပစ်ခြင်းနှင့်မြေပြိုမှုအန္တရာယ်ကို၎င်း မြမကံယိုရန်တလျှောက်မြင်းငယ်ချောင်းငယ်များအနည်းနှင့်မြေနှိမ်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့်နေပြင်းအနေရနှင့်ဟရက်တပြက်ရေကြီးရေရှမ်းမှုအနေရတို့ကို၎င်းကြိုတင်သတိပြုနိုင်ပါရန်နှင့်စိုက်ပျိုးမွေးမြူတောင်သူများအပါအဝင်ပြည်တွင်းလေကြောင်းပြန်တန်းရေးပြည်တွင်းရေကြောင်းသွာလာရေးမြမကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့ရှိ ကန်နီကန်ဝေးငါးဖန်းရေရင်များဆက်လေများတင်မောများအနေဖြင့်လည်းသတိပြုဆောင်ရှားနိုင်ပါရန်သတိပေးထုတ်ပြန်တင်ပြအပ်ပါသည်